နိဗ္ဗာန်ကိုရောက်ဖို့အားထုတ်နေတဲ့ပုဂ္ဂိုလ်တရားမှာကုသိုလ်ကံအကုသိုလ်ကံတဏှာပြစ်မှရောက်နိုင်မဲ့ဆိုရင်နိဗ္ဗာန်ရောက်ခြင်းနဲ့ဆန္ဒကလည်းလူချင်းတတ်မဲ့တဲ့တဏှာလို့ခေါ်ပါသလားဆန္ဒနဲ့တဏှာနဲ့အတခြားစုနော်ဆန္ဒဆိုတာအခြေအနေတော့စားခြင်းတာနဲ့ သူများကိုပေးချင်တာဒီခြင်းနှစ်ခုကတူမတူစဉ်းစားကြည့်ပေါ့နော်လှူခြင်းနဲ့ဆိုတာရဲ့ကိုသုံးခြင်းနဲ့ဆိုတာရောတူမတူစဉ်းစားကြည့်ပေါ့ကိုသုံးခြင်းနဲ့ဆိုတာကြတော့တဏှာပဲရောက်တာပေးခြင်းနဲ့ဆိုတာကြတော့သာနာအဲ့တော့နိဗ္ဗာန်ကိုလှူခြင်းနဲ့ဆိုတာလည်းပဲနိဗ္ဗာန်ကိုလှူခြင်းနဲ့ဆိုတာဟာခန္ဓာငါးပါးကိုဆုံးလှူခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲနိဗ္ဗာန်မှာခန္ဓာမရှိဘူးလေ ခန္ဓာမရှိတော့ခန္ဓာကိုဆုံးလွတ်ခြင်းနဲ့ဆိုတာတတ်မဲ့ဆရာဘာမှမပါမပါတော့နိဗ္ဗာန်ကိုလိုချင်တာဆိုတာသန္ဓေသာဖြစ်တယ်တဏှာမဖြစ်ဘူးသို့တော့နိဗ္ဗာန်ဗြဟ္မန်ဒုက္ခနိဗ္ဗာန်ဆိုတာသိချမ်းသာတာပဲမအိုရဘူးမနာရဘူးမသိရဘူးဆိုရင်ပုထုဇဉ်တွေတွေးပြီးတော့နိဗ္ဗာန်ကိုဟိုနိဗ္ဗာန်အစစ်မဟုတ်တဲ့ပေါ့နော်မအိုဘူးမသိရဘူးဆိုတာတွေကိုတွေးပြီးတော့ လိုချင်သေးဖြစ်ရင်တော့တဏ္ဍပါကောင်းပါနိုင်တယ်ပေါ့လူတွေမှာတဏ္ဍပါကောင်းပါနိုင်အဲတချို့ကလေဆင်းလိမ့်မတော့ရရင်နိဗ္ဗာန်မသွားခြင်းတဲ့လူဟာရှိသေးတယ်နော်